This is Radio Free Asia. The following program is in Burmese. တော်တဲ့ရှင်များမင်္ဂလာပါရှင်။လွတ်လပ်တဲ့အာရှတန် RFA ရဲ့အစီအစဉ်တွေကို American ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီ။ကျမကခင်ခင်ဤပါရှင်။တို့တဲ့ရှင်များရှင် ဒီနေ့စီစဉ်မှာထူးခြားတဲ့သတင်းတွေနဲ့အတူဧပြီလ27ရက်နေ့ကွယ်လွန်သွားတဲ့ပုတ်ဟမ်မင်းကြီး Francis နေရာမှာဆက်ခံရနိုင်တဲ့သူတွေထဲမြန်မာနိုင်ငံကဖုန်းတော်ကြီး Cardinal Charles မုံဘိုးလည်းပါဝင်နေတဲ့အကြောင်းကြားရမှာပါအခုတော့သတင်းတွေကိုအရင်ဆုံးတင်ပြပေးပါမယ်ရှင် မကွေးတိုင်းရေစကြိုမြို့နယ်ဘလဘရွာဟာဧပြီလ27ရက်နေ့ကစစ်ကောင်စီတပ်ရဲ့စီးနင်းတိုက်ခိုက်ခံရပြီးရွာလုံးကျွတ်မိရှုဖြစ်စည်းခံရရတယ်လို့ဒေသခံတွေကပြောပါဗျ။ဒီတိုက်ခိုက်မှုအတွင်းနေအိမ်နှစ်ယောက်ဝင်းကျင်မိလောင်ပျက်စီးသွားတယ်လို့ဆိုပါတယ်။ ရည်စကြိုမြို့အခြေဆိုင်ခက်လိုက်ရ256 259 258တည်ရင်တွင်အပြင်ပခုတ်ကူမြို့အခြေဆိုင်အမှတ်101ချင်းမြန်တက်မကအင်အား150ဝန်းကျင်နဲ့စစ်ကြောင်းထိုးခဲ့တာလို့ဒေသခံတအူးကပြောပါတယ် ဒါအပြင်ဧပြီလ23ရက်နေ့ညမှာစစ်မရဲရွာကိုလေချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့အရသား2ဦးသေဆုံးခဲ့တယ်လို့ရေချိုမြို့နယ်သတင်းထုတ်ပြန်ရေးအဖွဲ့ကပြောပါရတယ်။ဒါနဲ့ပတ်သက်လို့စစ်ကောင်စီရဲ့မကွေးတိုင်းပြောခွင့်ရသူကို RFA ကဆက်သွယ်ခဲ့ပြီးမယ်လဲအကြောင်းမပြန်ပါဘူး။ဒီစစ်ကြောင်းတိုက်ခိုက်မှုကြောင့်ကျူရွာ၊စင်ကြိုးရွာ၊ရွာတိရွာ၊ညောင်ပင်ရွာ ကျော်ထင်းကုန်းရွာ မထီးရွာအင်းမရွာငမားလေးရွာလေးရပြည့်ရွာစင်မရဲရွာနဲ့ငပယ်ရွာတွေကဒေသခံတွေအိုးအိမ်ဆုံးခွာထွက်ပြေးနေရတယ်လို့ဒေသခံတွေကပြောပါတယ်ရှင်။ငလျင်တန်းခံခဲ့ရတဲ့မြန်မာနိုင်ငံမှာလူဦးရေ၄တသမ၃တန်းကျော်ဟာရေတန်းနဲ့တန်ရှင်းရေးဆိုင်ရာရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယူ UNOCHA ကထုတ်ပြန်ပါတယ်။ ငလျင်ကျောင်းရေပေးဝေရေးစနစ်တွေကြကြပြင်းပြင်းပျက်စီးခဲ့ပြီးအင်သာပေါင်း4200ကျော်ပြိုကျခဲ့တယ်လို့ဆိုပါတယ်မကြာခဏဓာတ်အားပြတ်တောက်မှုတွေကြောင့်လည်းရေပေးဝေရေးအခက်အခဲဖြစ်စေခဲ့တယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ် ငလျင်ငယ်တွေဆက်လက်လှုပ်ခတ်နေတာကြောင့်နေအိမ်တွေပြန်လဲတိဆောက်ရေးနဲ့ပြန်လဲထူထောင်ရေးကြိုးပမ်းမှုတွေအဟန့်အတားဖြစ်စေခဲ့တယ်လို့ဆိုပါတယ်။ကနအူးငလျင်ကြောင့်အိမ်ကြီး၄000ကျော်ပျက်စီးခဲ့ပြီးမိသားစုတွေအိမ်ပြန်ဖို့ကြောက်ရွံ့နေကြဆဲဖြစ်တယ်လို့ပြောပါတယ်။အမိုးအကာနဲ့အခြေခံအိမ်သုံးပစ္စည်းတွေလိုအပ်နေသူအရေအတွက်တသန်းကနေ၅သန်းကျော်အထိတိုးလာတယ်လို့ UNOCHA ကထုတ်ပြန်ပါတယ်။ ရုရှားနိုင်ငံမှာကျင်းပမဲ့စစ်အောင်ပွဲနေ့80ပြည့်စီးပြအခမ်းအနားကိုမြန်မာတပ်ဖွဲ့ဝင်တွေပါဝင်ချီတက်မယ်လို့စစ်ကောင်စီကဧပြီလ23ရက်နေ့ကထုတ်ပြန်ပါတယ်။ဒီအခမ်းအနားကို မော်စကိုမြို့ရင်းပြင်နီမှာမေလ9ရက်နေ့ကျင်းပမှာဖြစ်တယ်လို့ဆိုပါတယ်။ဒီချီတက်ပွဲမှာပါဝင်ဖို့ဗိုလ်မှူးချုပ်မျိုးဆက်အောင်ဦးဆောင်တဲ့အဖွဲ့ဟာဧပြီလ24ရက်နေ့မှာရုရှားနိုင်ငံကိုထွက်ခွာသွားတယ်လို့လည်းပြောပါရတယ်။ ုတိယကမ္ဘာစစ်ကာလအတွင်း1945ခုနှစ်မေလ9ရက်နေ့ကဂျာမနီကိုဆိုဗီယက်ယူနီယံကအောင်ပွဲခံတဲ့နေ့ကိုစစ်အောင်ပွဲနေ့အဖြစ်သတ်မှတ်ပြီးရုရှားကနှစ်စဉ်အခမ်းအနားကျင်းပခဲ့ပါတယ်။မြန်မာနိုင်ငံမှာငလျင်လှုပ်ခတ်နေပေမဲ့နျူကလ িয়ার တအားပိတ်ဆက်ယုံတည်ဆောက်မဲ့အစီအစဉ်ဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ကြောင်းရုရှားနိုင်ငံပိုင်နျူကလ িয়ার ကော်ပိုရေးရှင်းရိုဆာတမ်ကပြောပါတယ်။ မကြသေးမီကငလျင်လှုပ်ခတ်မှုတွေဟာရိုဆာတန်မြက်အစီအစဉ်တွေကို ထိခိုက်ခြင်းမရှိဘူးလို့ကုမ္ပဏီရဲ့ပြန်ကြားရေးရုံးကအီးမေးလ်မှာဖော်ပြပါရယ်ရိုဆာတန်ဟာတင်းကျပ်တဲ့ငလျင်တန်ခန်းနရေးလိုအပ်ချက်တွေပါဝင်အမြင့်မားဆုံးနိုင်ငံတကာဘေးကင်းလုံခြုံမှုနဲ့လုံခြုံစိတ်ချရမှုစံနှုန်းတွေကိုပါလိုက်နာပါတယ်လို့ဆိုပါရယ် မြန်မာစစ်ကောင်းဆောင်ပိုချုပ်မှုကြီးမင်းအောင်လှိုင်နဲ့ရုရှားသမ္မတဗလာဒီမာပူတင်တို့ပြီးခဲ့တဲ့လငလျင်မလုတ်ခင်၃ဘတ်လိုမှာမြန်မာနိုင်ငံမှာအသေးစားနျူကလ িয়ার စက်ရုံတည်ဆောက်ရေးသဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ပါတယ်။ဒါပေမဲ့စက်ရုံတည်နေတဲ့အသေးစိတ်ကိုတော့ထုတ်ပြန်ပြောဆိုတာမရှိပါဘူး။ မြန်မာနိုင်ငံအရှိမြောက်ပိုင်းဝပြည်နယ်မှာဧပြီလ23ရက်နေ့ကတတ္ထုဒူဘော်ရေးလိုင်စင်ထုတ်ပေးရေးကိစ္စနဲ့ပတ်သက်ပြီးအစည်းအဝေးတစ်ခုလုပ်ခဲ့တယ်လို့နိုင်ငံတကာတံဖြူထုတ်လုပ်သူများအသင်း INTA ကထုတ်ပြန်ပါတယ်တန်ဖြူပေါများတဲ့ဝပြည်နယ်မှာတတ္ထုဒူဘော်ရေးပြန်လည်စတင်ဖို့အတွက်ဖြစ်တယ်လို့ဆိုပါတယ် မိုင်းလုံငန်းရင်းနှီးမြှုပ်နှံသူတွေနဲ့တတ်ထုတူဖော်ရေးဌာနတာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပြီးတတ်ထုတူဖော်ရေးရှာဖွေရေးနဲ့စီစစ်ရေးလိုင်စင်လျှောက်ထားခြင်းလုပ်ငန်းစဉ်တွေကိုဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။ဝါပြည်နယ်ဟာမြန်မာတန်ဖြူတင်ပို့မှုရဲ့80ရာခိုင်နှုန်းထုတ်လုပ်ပါတယ်။မြန်မာဟာကမ္ဘာတတိယအကြီးဆုံးတန်ဖြူထုတ်လုပ်တဲ့နိုင်ငံဖြစ်တယ်လို့တရုတ်နိုင်ငံရဲ့အကြီးမားဆုံးတင်သွင်းသူလည်းဖြစ်ပါတယ်။ တင်းတွေကိုတင်ပြခဲ့တာပါရှင်။ဧပြီလ22ရက်နေ့ကကွယ်လွန်သွားတဲ့ပုံဟန်မင်းကြီး Francis နေရာမှာဆက်ခံရနိုင်တဲ့သူတွေထဲမြန်မာနိုင်ငံက Catholic Christian ဂိုင်းချုပ်ဖုံးတော်ကြီး Cardinal Charles Mombo လည်းပါဝင်ပါတယ်။သူဟာမြမပြည်ကိုငြိမ်းချမ်းစေခြင်းသူတဦးဖြစ်တယ်လို့ကက်သလစ်ဖုန်းတော်ကြီးတွေကမိန့်ကြားပါတယ်ကိုဆိုင်ဝနကဆက်ပြီးတင်ပြပါပါရှင်အသက်86နှစ်ရှိပြီဖြစ်တဲ့မြန်မာနိုင်ငံကကက်သလစ်ခရစ်ယာန်ဂိုင်းချုပ်ကာဒီနယ်ရှားစ်မောင်ဘူဟာ ဧပြီ21ရက်ကကွယ်လွန်သွားတဲ့ပိုယမ်မင်းကြီးဖရန့်စီရဲ့နေရာကိုစက္ကန့်နိုင်တဲ့ယဟန်အမတ်တွေကတအုပ်အဖြစ်ထင်ကြီးပေးခံရပါတယ်။တကယ်လို့များထင်ကြီးအတိုင်းဖြစ်လာခဲ့ရင်အာရှမှာပထမဆုံးပေါ်ထွက်လာမဲ့ပိုယမ်မင်းကြီးတပါဖြစ်လာမှာလို့ကာရီနယ်ရှားစ်မောင်ဘုံနဲ့နှိစက်တဲ့ရန်ကုန်မြို့ကကက်တလစ်ဖုံးတော်ကြီးတပါက RFA ကိုမိန့်ပါတယ်။ပိုယမ်မင်းကြီးရဲ့အစင်းမှာအာရှဆိုဖြစ်တာမရှိဘူး။ အာရှတိုက်မှာကိုရဲမကြီးတပါတော်ဦးဆုံးရရှိလာမယ်ဆိုရင်တော့မြန်မာနိုင်ငံအတွက်တော်မို့အာရှတိုက်ရဲ့ဖရားရဲ့မျက်နှာပေးခြင်းကိုပုံမခံစားရတယ်လို့တော့ပေါ်တော့လို့တော့မြင်တယ်ကာရီနယ်ချာ့စ်မောင်ဘူကို1948ခုနှစ်မှာသခိုင်းတိုင်းခင်ဦးမြို့နယ်မုံလကြီးရွာမှာမွေးဖွားခဲ့ပါတယ်။1986ခုနှစ်မှာဖုန်းတော်ကြီးတစ်ပါးဖြစ်လာပြီး1986ခုနှစ်မှာလာရှိုတာနာဦးစီမူ1990ပြည့်နှစ်မှာလာရှိုဂိုင်းအုပ်စတဲ့တာဝန်တွေကိုထမ်းဆောင်ခဲ့ပါတယ်။ 2003ခုနှစ်မှာတော့ရန်ကုန်မြို့ရဲ့ဂိုင်းကျုပ်တာနာရှင်အဖြစ်ခန့်အပ်ခံခဲ့ရပါတယ်။2015ခုနှစ်ဖေဖော်ဝါရီလ14ရက်မှာတော့ပုတ်ဟမ်မင်ဂျီဖရန်စစ်ကကာရီနယ်ယဟန်မတ်ဖြစ်ဆက်လက်ခန့်အပ်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာ2021စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်နိုင်ငံတော်ဝန်မှလက်နက်ကင်ပြည်ပခါတွေဖြစ်ပွားနေတာနဲ့ပတ်သက်လို့သူကငြိမ်းချမ်းတဲ့နည်းနဲ့အဖြစ်ရှာဖို့တိုက်တွန်းခဲ့ပါတယ်။ပြည်ပခါတွေရှုံ့ငြိမ်ဖို့တခုတည်းသောနီလန်ကအားလုံးလက်နက်နဲ့တုံ့ပြန်တဲ့နီလန်ကိုစွန့်လွှတ်ပြီးငြိမ်းချမ်းတဲ့နီလန်နဲ့အဖြစ်ရှာဖို့ပဲလို့ 2023ခုနှစ်ဒီဇင်ဘာလက RFA နဲ့မေးမြန်းခန်းမှာကရိနယ်ရှားစမောင်ဘူကမင်ကြားခဲ့ပါတယ်။လက်နက်ကလက်နက်ကိုပိုများစေမဲ့ကြည်စံကကြည်စံကိုပိုများစေမဲ့အကျန်းဖက်ချင်းကအကျန်းဖက်ချင်းနဲ့တုံ့ပြန်တယ်ဆိုလို့ရှိရင်ပုံမှုပြီးတော့ကျန်းဖက်မှုတွေဖြစ်လာမယ်။သူတို့ဟာအလုံးဟာဘယ်ဘက်ကပဲဖြစ်နေတယ်အဖက်ဖက်ကလက်နက်ကင်တဲ့သူများအားလုံးဟာလည်းပဲလက်နက်များကိုချပြီးတော့အချင်းချင်းမိသားစုပဲသူတို့တိုက်ခိုက်နေတာကတခြားနိုင်ငံနဲ့မဟုတ်ဘဲနဲ့ ညီကမောင်နှမအချင်းချင်းတတ်ဖြတ်နေခြင်းဟာတခြားနေတိတ်ကူမှကျွန်တော်အနေနဲ့အဖြစ်ကဆိုးွားပါတယ်အဲကြောင့်မို့လက်နဲ့ဒီကိုချပြီးတော့ဒီညက်ဒန်းတူဆွင်းနေနိုင်ကြဖို့ပြန်လဲပြီးတော့ညှိနှိုင်းကြဖို့တာဟဇာတာဖြစ်ဖို့ဟာအရေးကြီးဆုံးပဲဖြစ်ပါတယ်သူရဲ့ရည်တည်ပြောဆိုချက်တွေကြောင့်ကာရီနယ်ရှားစ်မောင်ဘူဟာကက်တလစ်ဆရာတော်အတိုင်းဝိုင်းမှာထင်ရှားသူဖြစ်မြင်တွေ့ရတယ်လို့သူနဲ့နီးစပ်တဲ့ရန်ကုန်မြို့ကကက်တလစ်ဖုံးတော်ကြီးတစ်ပါးက RFA ကိုဆက်လက်မိန့်ကြပါတယ် ာဒီနေကြတော့ဆရာတော်များအားလုံးကြားမှာတော့တော်တော်လေးကိုသိတာမြင်တာလွန်တယ်လို့ပြောရမှာဒါလည်းဆိုရင်ကိုယ့်ရဲ့ဒီမြန်မာနိုင်ငံကြီးတိုးတက်ဖို့အတွက်တော့မှအခြားဆရာတော်ချက်တော်ပုံမှုပါဝင်လှုပ်ဆောင်နေတာပေါ့လေသူကဘာသာရေးတမားတယောက်အနေနဲ့သူဖျားရတာတမိတွေကိုဘသူ့ဥပမာတော့သူကဆိုးရှုံးမခံနိုင်ဘူးသူခြေလုံးပြောနေအရာပါဆိုစစ်တယ်မဖြစ်ဘူးပေါ့စစ်တယ်မဖြစ်စစ်ဖြစ်ချင်တာအာရရဆိုးရှုံးခြင်းပဲဆိုရလဲဒါပဲသူခြေလုံးငလင်ကြောင့်လည်းပဲငလင်နဲ့ပတ်သက်ပြီးတော့ဒါလေးတွေဝိုင်းဝန်းလုပ်ကြပါ အဲငလေဥသာပေးကြကြပါဆက်ဖြစ်ကြပါလို့သူကပုံမူပြီးတော့ပြောနေတယ်လို့တော့ပုံမူလှှရှားတယ်လို့တော့အဲ့လိုတော့ကိုမြင်တယ်ပေါ့လို့ကွယ်လွန်သွားတဲ့ပုတ်ရမင်းကြီး Francis ဟာ Roman Catholic အသင်းတော်ရဲ့266ဦးမြောက်ပုတ်ရမင်းကြီးဖြစ်ပါတယ်သူရဲ့ဇာမနာကိုလာမဲ့စနေနေ့မှာဗာတီကန်မှာကျင်းပဖို့ရှိပြီးအဲ့ဒီနောက်မှာတော့269ဦးမြောက်ဖြစ်လာမဲ့ပုတ်ရမ်းမင်းကြီးအစ်စ်ကိုအစီအစဉ်တကျဆက်လက်ရွေးချယ်သွားကြမှာလည်းဖြစ်ပါတယ်။လက်ရှိအချိန်ထိ ကက်သလစ်ဖုံးတော်ကြီးအဖွဲ့အစည်းမှာကာဒီနယ်ဖုံးတော်ကြီး252ပါးရှိပြီးအဲ့ဒါက138ပါးဟာပုတ်ရမ်းမင်းကြီးရွေးချယ်ရမှာမဲပေးနိုင်ကြသူတွေဖြစ်ပါတယ်။ကာဒီနယ်ရှားစ်မောင်ဘူဟာအများထင်ကြီးပေးသလိုပုတ်ရမ်းမင်းကြီးနေရာကိုစက်ခံခွင့်မရခဲ့ရင်တောင်မှမြန်မာပြည်ငြိမ်းချမ်းရေးအတွက်တွန်းအားပေးတာတွေဆက်လုပ်ဆောင်မယ်လို့ယုံကြည်ကြောင်းရှင်းပြနေကကက်သလစ်ဖုံးတော်ကြီးတပါးကလည်းမိန့်ပါတယ်။ဒီလိုခဲလို့ရှိရင်တော့သူမြန်မာပြည်အတွက်အများကြီးလှုပ်ဆောင်ပြီးမလို့မျှော်လင့်တာပေါ့နော်လှုပ်နိုင်တယ်လှုပ်လို့ဆင်တာပေါ့နော် ကိုရကဒင်းလာရောနော်အသက်မပြီးမချင်းပေါ့နော်ဆက်ပြီးတော့ဆောင်ရွက်မှာပေါ့နားတော်ဒီမြန်မာပြည်ကိုစနေတဲ့ကဒင်းတပအနေနဲ့ဆောင်ရွက်သွားမှာတော့အဲ့ဒါတော့တိချတာပေါ့နော်ကာရီနယ်ရှားစ်မောင်ဘူဟာကွယ်လွန်သွားတဲ့ပုံရံမင်းကြီးဖရန့်စစ်ရဲ့ဇာမနာကိုတက်ရောက်ဖို့ဧပြီ24ရက်မနက်မှာပဲရန်ကုန်မြို့ကနေအီတလီနိုင်ငံကိုထွက်ခွာသွားပြီဖြစ်ပါတယ်ခင်ဗျာ ကိုဆိုင်ဝနတင်ပြသွားတာပါရှင်၂021ခုနှစ်ဖေဖော်ဝါရီလ1ရက်စစ်တပ်အာဏာသိမ်းမှုဟာတနိုင်ငံလုံးကိုပြည်တွင်းစစ်ထဲတွန်းပို့ခဲ့ပြီးပြည်သူတွေမဖော်ပြနိုင်လောက်အောင်အတိဒုက္ခရောက်နေကြပါတယ်တုံလန်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကလည်းအများအပြားထိခိုက်တိုက်ဆုံနေပါပြီ ပြည်သူလူထုခံစားနေရတဲ့ဆင်းရဲဒုက္ခတွေလောက်မကြီးမားပေမဲ့သတင်းမီဒီယာတွေမှာဖော်ပြခံရမှုနှဲပါတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုယ်တိုင်ဒီစစ်အာဏာသိမ်းမှုရဲ့အတုံးချခံဖြစ်နေရပါတယ်။ကိုနေရင်ကြော်တင်ပြထားတာနားဆင်ပါရှင်။စစ်ကောင်စီတပ်သားတွေသေဆုံးတော့နေတိုင်းမြင့်တက်နေတဲ့မြန်မာနိုင်ငံမှာတပ်သားတွေအတွက်အသက်အာမခံထားတဲ့ကိစ္စလက်တွေ့ကြတဲ့အောင်ရှိပါတယ်။ရှေ့တန်းရောက်တပ်သားတွေအနေနဲ့မပေးမနေရလာစဉ်ပေးသွင်းခဲ့ရတဲ့အသက်အာမခံကြီးတွေကို တကယ်လို့သူတို့တည်ဆုံသွားရင်ကျဲတက်မိသားစုရလိမ့်မယ်လို့လည်းမျှော်လင့်ထားကြပါတယ်။ဒါမှမဟုတ်လည်းအာမခံကြီး policy တက်တန်းကုန်တဲ့အထိအသက်ရှင်နေမယ်ဆိုရင်သူတို့ပေးသွင်းထားတဲ့ငွေအလုံးကိုပြန်ရမှာပဲဆိုပြီးမျှော်လင့်ထားကြပါတယ်။တက်သေးကိုစောက်ဝင်တဲ့အချိန်မှာမြမအာမခံကုမ္ပဏီနဲ့ကျွန်တော်တို့အလုပ်လုပ်ရတာတက်အာမခံထားတာသူရဲ့စာချုပ်မှာကပရီမီယံကြီးစတင်ပေးသွင်းတဲ့နေ့ကနေစပြီးတော့မှဒီအသက်အာမခံကအကျုံးဝင်သွားပြီဆိုပြီးတော့မှသူကစာချုပ်ပါ ဒါကတော့စစ်တပ်ထဲမှာယာရုအစင်နေတဲ့သူတွေကိုအာမခံရောင်းချပေးတဲ့ပုံဖြစ်ပါတယ်။ဒီနေ့ပရီမီယံကြီးသွင်းမနေ့ပြန်မှာအကျုံးဝင်တဲ့အချက်တွေနဲ့ပေါ့နော်။အသက်ဆုံးရှုံးသွားခဲ့လို့ရှိရင် तू ကချက်ချင်းသူ့ရဲ့အသက်အာမခံ30သိန်းနိုင်30သိန်းထုတ်ပေးရတယ်။ဒါပေမဲ့နိုင်ငံပိုင်မြန်မာအာမခံလုပ်ငန်းကဆောင်ရွက်နေတဲ့ဒီစီဝါရေးကိုဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကသူ့ရဲ့သားဖြစ်တဲ့အောင်ပြေဆောင်ရဲ့အောင်မြင့်မုံမင်းကုမ္ပဏီလက်ထက်ထဲလိုက်ပြီးတဲ့နောက်ပိုင်းမှာတော့အာမခံကြီးတွေပြန်ထုတ်ပေးဖို့ညှင်းဆိုတာတွေ ဖြစ်လာပါတယ်။အသက်40ဝန်းကျင်ရွယ်အောင်ပြည့်စုံဟာသူ့ဖေအာနာသိန်းစစ်ကောင်းဆောင်နဲ့ဆက်ဆက်ပြီးအကျိုးမြတ်တွေရနေတာကြောင့်အမေရိကန်ရဲ့ဒဏ်ခတ်ပိတ်ဆို့တဲ့စီးရင်ထဲမှာပါဝင်နေရပါတယ်။သူဟာစစ်တပ်ပိုင်းစီးပွားရေးလုပ်ငန်းတွေနဲ့ဆက်ဆက်ပြီးတယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းအင်ချမ်းမြေလုပ်ငန်းစေယုံစေကန်းလုပ်ငန်းတွေကနေအကျိုးစီးပွားတွေအများကြီးရနေတာပါ။2018ခုနှစ်တုန်းကစစ်တပ်ရဲ့ပို့ဆောင်ရေးလင်းတစင်းပြတ်ကျတဲ့ဖြစ်ရမှာသိဆုံးသွားတဲ့စစ်ဘုတ်တယောက်အတွက် အသက်အာမခံကြီးပေးဖို့ညင်းတဲ့အောင်မြင့်မုံမင်းကုမ္ပဏီရဲ့စာတစောင်းအွန်လိုင်းပေါ်မှာပြန်နှံ့ခဲ့ပါတယ်။တည်ဆုံးသွားတဲ့စစ်ဘုတ်ဟာကိုဝန်ဆောင်ဇနီးတဲ့မိပွားဖို့အတွက်ရန်ကုန်မြို့ကိုလင်းနဲ့လိုက်သွားတာပါ။တောင်းတဲ့အခါကျတော့အဲ့ဒီမှာပြဿနာတွေတက်ကြတယ်။တက်တဲ့အခါကျတော့အောင်မြင့်မုံမင်းကုမ္ပဏီကသူကသူ့ကိုပရီမီယံကြီးပေးသွင်းထားတာ300ရာခိုင်နှုန်းမပြည့်သေးတဲ့အတွက်သူ့ရဲ့အသက်အာမခံကြီးကိုအပြည့်ပြန်မပေးနိုင်ပါဘူး။တွင်းထားတဲ့အတိုင်းပဲပြန်ပေးပါမယ်ဆိုပြီးတော့မှသူကအဲ့လိုမျိုးလူလေကြတယ်ပေါ့နော်။ ပြောမယ်ဆိုရင်မလျော်ရလေကောင်းနေပုံတော့အဲ့လိုမျိုးတွေလည်းရှိပါတယ်။တိတ်ဆုံးမှုတွယ်လည်းနင်းနာဆုံးကျုံတယ်တိတ်ဆုံးမှုမိသားစုရဲ့ရပိုင်မှုတွေလည်းအများကြီးနင်းနာဆုံးကျုံတာတွေရှိကြပါတော့နော်။အာနာသိမ့်ပြီးလေးနှစ်အကြာမှာတော့စစ်ကောင်စီတက်ထဲမှာတိတ်ဆုံးကိန်းကနန်းတွေနေ့စဉ်တိုးပွားလာတာနဲ့အမျှမပေးမနေရအသက်အာဘာခံကြီးဖြတ်ထားတာတွေယာရုအဆင့်နိုင်ပါတဲ့သူတွေနဲ့သူတို့ရဲ့မိသားစုတွေပေါ်ကုမ္ပဏီရဲ့ဆက်ဆံမှုတွေကလူသိရှင်ကြားဖြစ်လာခဲ့ပါပြီ။စစ်သားတွေရဲ့ဝင်ခွင့်ကို တိုက်ရိုက်ရနေတဲ့အောင်မြင့်မုံမင်းကုမ္ပဏီအတွက်တော့ကြီးမားတဲ့စီးပွားရေးကြီးတစ်ခုဖြစ်လွတ်နေပါတယ်စစ်ကောင်စီတပ်ထက်မှခမန်းစစ်တီအင်အားတသိန်းသုံးသောင်းအပေါ်အခြေခံပြီးတလောက်ကိုစစ်တီတယောက်ပေးသွင်းရတဲ့အာမခံကြီးပြန်မြအမေရိကန်2ဒေါ်လာနှုန်းနဲ့တွက်မယ်ဆိုရင်ကုမ္ပဏီအတွက်တလောက်ကို အမေရိကန်ဒေါ်လာ2သိန်း6သောင်းရနေပါပါကုမ္ပဏီအတွက်အကြီးဆုံးအန္တရာယ်ကတော့အာမခံကြီးပြန်ထုတ်ပြရတာပဲဖြစ်ပါတယ် ဒါပေမဲ့ဒီအချက်တွေကိုအဆင်ပြေသွားဖို့ဂေပောက်တွေကိုကုမ္ပဏီကရှာထားပါတယ်။အာမခံရောချင်းငွေတွေမပေးရအောင်စစ်သားတွေကိုရှေ့တန်းမှာကြာဆုံးတယ်ဆိုတာထက်ပျောက်ဆုံးစီးရင်အဖြစ်ပဲကျင်ညာပါတယ်။ရှေ့တန်းစစ်မျက်နှာပြင်နဲ့ရက်ဝေးမှာရှိနေတဲ့ကျန်းရဲသူမိသားစုတွေကိုကြာဆုံးတဲ့အကြောင်းဓာတ်ပုံအထောက်အထားတွေတက်သေးတွေပြခိုင်းပါတယ်။အများစုကတော့သူတို့ရဲ့မိသားစုဝင်ရှေ့တန်းမှာပြေဆုံးသွားတာကိုတော့မသိကြပါဘူး။ တက်ကနေထွက်ပြေးသွားတဲ့သူတွေဖို့ကတော့လာစဉ်တွင်းထားတဲ့အသက်အာမခံကြီးရောတခြားခံစားခွင့်တွေပါတခုမှပြန်ရဖို့အခွင့်အလမ်းမရှိကြတော့ပါဘူးခင်ဗျာတက်မတော်သားတွေဆိုတာဒီဒီလူကတော့လာကြီးစိတ်ရပါ့မလားအာစစ်ခွေးဆိုပြီးတော့ခေါ်ကြတယ်ဒါတွေကကျွန်တော်တို့နိုင်ငံရဲ့လူမျိုးတွေဆိုတော့ဒါပေမဲ့သူတို့တွေကမိုင်းတိုက်ခံတာအခုဆိုလို့ရှိရင်80ရာခိုင်နှုန်းကတိုက်ခံခံစားနေလို့ရှိတော့ ဒီစစ်စစ်နဲ့ပဲ RFV ရဲ့အံလွှင့်ချက်တွေကိုလည်းရှင်းနာခွင့်ပြုပါရှင်။ RFV ကိုနားဆင်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။တောတက်ရှင်မြန်မာပြည်သူပြည်သားအားလုံးဘေးရန်ရဲ့ပေါင်းကကင်းဝေးပြီးကိုယ်စိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။